Marcus Rashford နဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်ပြောကြည့်အောင်နော်အဲ့ဒါမတိုင်ခင်ကျွန်တော်တို့မှာလူငယ်ကစားမလေးတယောက်အကြောင်းကျွန်တော်ရှိတယ်ဗျာနော်လူငယ်ကစားမလေးတယောက်အကြောင်းကျွန်တော်ရှိတယ်ဒါက Palace dot ဒါ La Parisian ကနေပြီးတော့ကျွန်တော်ညီ report လုပ်ထားတာဗောနော် Manchester United ကဗောနော်ဒီဒီ Lee Harvey အသင်းရဲ့16နှစ်အရွယ်ပြင်းထန်တိုက်စစ်ကစားမဖြစ်တဲ့လူငယ်လေးပြင်းထန်တိုက်စစ်ကစားမဖြစ်တဲ့အန်ဇိုခနာဘီယေကိုအလွတ်နဲ့ ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ကစားမားကတော့လက်ရှိဒါ Ineos ပိုင်နဲ့ဒါ Switzerland ကလပ်ပေါ့နော်ဒါ Lausanne လာနော်အဲ့ဒီအသင်းထံကိုတရားစီအငှားချသွားဖို့ရှိတယ်ပေါ့။လူငယ်ကစားမားတွေကအငှားချတာပဲကျွန်တော်ကောင်းပါတယ်။နော်ဘာလို့လဲဆိုတော့ဟိုလူငယ်ကစားမားတွေအနေနဲ့ကျွန်တော်အသင်းမှာကစားမားတွေကိုကျွန်တော်ကနေရာပေးလို့မရဘူးဗျာ။နေရာမပေးနိုင်ဘူးဆိုလို့ရှိရင် ီကစားမတွေကဘာမှတိုးတက်လာမှာမဟုတ်ဘူးကစားချိန်လေးရမှနေရာလေးပြီးနိုင်မှတိုးတက်လာမှာဒီကစားမတွေတိုးတက်ဖို့အတွက်ဆိုရင်အသင်းဘက်ကဒီလိုမျိုးအငှားချတာတွေကအပေါင်းလက္ခဏာဆောင်နေရပြီအာမက်တို့ဘာလို့ကျွန်တော်ကြည့်ပါလား Rangers ကိုအငှားသွားကစားတယ်ပြီးရင်ကျွန်တော်အနေနဲ့ဒီ Sunderland တို့ဘာလို့ကိုအငှားသွားကစားတယ် Ranger မှာသူလုံးဝအဆင်မပြေခဲ့ဘူးလေ ။ဒါပေမဲ့စတဲ့လက်မှာကျွန်တော်ဒါကောင်းလာတာလေ။ဒါတော့မှအတိမချက်ချင်းညီးပြရဲ့အားနည်းချက်တွေကြောင့်နေရာရတာမှကျွန်တော်မဟုတ်တာ။အခုကျမှကျွန်တော်အာမတ်အနေနဲ့ပေါ့နော်။အနာဂတ်မှာအားကိုးမဲ့ပလေးယာတယောက်ပဲကျွန်တော်မြင်ထားရတာ။အဲတော့ကစားမားတွေကတချို့အတင်းမှာနေရာမပေးနိုင်ဘူးဆိုရင် လူငယ်အသင်းကိုလည်းကျွန်တော်ကမထားခြင်းဘူးစီနီယာအသင်းကြီးမှာဆိုလို့ရင်လူငယ်တွေကအမြဲတမ်းနေရာရဖို့မရှိဘူးဆိုတော့ငှားချတာပဲကောင်းပါတယ်ကျွန်တော်ဒီကစားမိုင်းနဲ့ပတ်သက်ရင်ဘာမှတော့သိမထားဘူးเนาะအခုမှကြားဘူးတဲ့ကစားမိုင်းတွေဘာဖြစ်ပြောအသင်းဘက်ကလူငယ်တွေပေါ်မှာလုံးဝ investment တွေအများကြီးလုပ်နေတာဆိုတော့ဒါကတော့ကောင်းတဲ့တစ်ချက်လို့ကျွန်တော်ထင်တယ်ပေါ့เนาะ market stretch နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်ရအောင်ဒါ Sky Sport ကနေပြီးတော့စပြီးတော့ report လုပ်လာတာပေါ့เนาะ market stretch ဖို့အနေနဲ့ Manchester United ကို ပြန်လာပြီးတော့နေရာတနေရာအတွက်တိုက်ပွဲဝင်ဖို့လုံးဝဟိုဘယ်လိုပြောမလို့ ဟိုလုံးဝတကားဖွင့်ထားစေပေါ့ဗျပြောချင်တာကတော့ okay ငါတော့ကွာ united ကိုလုံးဝမပြောင်းချင်တော့ဘူးဆိုတဲ့ပုံစံမဟုတ်ခွင့်နဲ့อืม โอเคငါယူနိုက်တက်ကိုပြန်သွားမယ်ပြီးရင်ငါနေရာတနေရာရောက်ပြန်တိုက်ပွဲဝင်မယ်ဆိုတော့ခန်းစားချက်မျိုးလည်းရှိနေတယ်ပေါ့နော်အဲ Rashford ရဲ့ဘက်ကတော့ဘယ်လိုပြောမလဲ United မှာဆိုလို့ရှိရင်ဒါခက်ခဲတွေရှိနေပြီမဲ့လေလို့ပေါ့နော်သူ့အတွက်ဒါသူငယ်ဘဝကလပ်အသင်းလေးတစ်ခုဖြစ်တာကြောင့်နေရာတစ်ခုပြန်ပြန်ပြီးတော့သူတိုက်ပွဲဝင်နိုင်စွမ်းရှိတယ်လို့သူယုံကြည်ထားတယ်ပေါ့ဒါအပြင် Marcus Rashford နဲ့ပတ်သက်ပြီးတော့ Barcelona အပြင်တခြားကလပ်အသင်းတွေရဲ့ဘက်ကလည်း Rashford ရဲ့အခြေအနေကိုအနီးကစောင့်ကြည့်နေကြတယ် Rashford ရဲ့ဘက်ကတော့ United ကိုပြန်လာနိုင်စွမ်းရှိနေသေးတယ်လို့ နော်ကျွန်တော်တို့ဒီအနာဂတ်မှာဘာဆက်လုပ်မလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့လေအပြည့်သက်ဆုံးဖြတ်ရခြင်းတော့မရှိသေးဘူးဆိုတော့ယာဒီကုံမှပဲသူကတော့ဗောနော်ယတိပြအကုံဆုံးဖြတ်သွားဖို့ရှိတယ်ပေါ့လေဒါအပြင် BBC ရဲ့ Simon Strong ကနေပြီးတော့လေပြောထားတာရှိတယ်ခုနကတော့ The Sky Sport ကတော့ဗောနော်လက်ရှိ BBC ကပြောထားတာကဘာလဲဆိုတော့ Marcus Rashford ရဲ့ဘက်ကတော့ဗောနော်အာအမိုရင်းရဲ့လက်အောက်မှာသူ့အတွက်ပေါ့နော်နေရာရနိုင်စွမ်းအများကြီးရှိတယ်လို့တော့သူသိမခံစားရဘူးပေါ့ဒါပေမဲ့လည်းလို့လက်ရှိမှာသူ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ စတော်စီစီဘာဆုံးဖြတ်ချက်ကိုမှအလော်ဒီကြီးချသွားဖို့မရှိသေးဘူးနော်အရာအလုံးကိုသူစောင့်ကြည့်အောင်ပဲဗောနော်အရာအလုံးကိုသူစောင့်ကြည့်အောင်ပဲပြီးမှပဲသူဟာနေသူကျွန်တော်နေတဲ့ဒါဘလူးစပြီးတော့နော်ဘလူးစပြီးတော့ကျွန်တော်ဒါဒီဆုံးဖြတ်သွားမယ်ကျွန်တော်ကြည့်ရမယ်ဗောနော်ဆိုတော့နောက်တစ်ခုကသူဆက်ပြီးတော့ပြောရတာ BBC ရပါပဲသူဆက်ပြီးတော့ပြောရတဲ့ Market Special ရဲ့ဘက်ကတော့ဗောနော်တေချာပေါက်ကတော့ဘယ်လိုပြောမလဲလန်ဒန်ကိုလုံးဝအပြစ်သက်ပြောင်းဖို့ကတော့ဖြစ်နိုင်ကြီးကတော်တော်ကြီးကိုမရှိတော့ဘူးဗောနော် ဒါသူ့အနေနဲ့ Champions League ကံကွင်းရတဲ့အသင်းတစ်သင်းကိုသူပြောင်းကျင်တယ်ဆိုတော့ကစားမနဲ့နီးစက်တဲ့ပေါ့နော်တရင်ချင်းပြည်ရဆိုလို့ရှိရင်လည်းဟိုကစားမကလက်ရှိလောလောတင်မှာဆိုလို့ရှိရင်သူ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ရည်ပြည့်ဆုံးဖြတ်ရတာတွေမရှိသေးဘူးပေါ့ဆိုတော့အကယ်လို့ပေါ့နော်ဂျွန်လလေလောက်မှာဆိုလို့ရှိရင်တော့သူအမှန်ကန်ဆုံးဖြတ်သွားဖို့ရှိတယ်ဆိုပြီးတော့ပြောနေကြတယ်ဆိုတော့ market stretch နဲ့ပတ်သက်ပြီးတော့ united ကိုပြန်လာနိုင်ဇွမ်းလည်းရှိနေတယ်ပေါ့နော်ဒါပဲဆိုတော့ တခုရှိတာတော့ဗျာအရင်တုန်းကတော့သိရမလားနော်ဟို PSG တို့နော်ဘာစီလိုနာတို့နော်အလာမန်ဒရီတို့သိရမလားနော်အတန်ဒီတော့ထွက်တာပေါ့လေအခုတော့ Aston Villa ကိုသွားကစားရတယ်ဆိုတော့ကိုချီနီကိုကိုသဘောတောက်သွားရင်တူပါတယ်ဒါပေမဲ့တို့ဗျာကျွန်တော်ပြောချင်တာ Rashford ဘာလို့ကနင်းရလဲဟိုမကောင်းဘူးရေလို့ဟုတ်မှမဟုတ်တာသိရမလားကစားမားက United ကိုရောက်လာပြီဆိုတော့ ਨੇ တက်တောင်းတက်တာပဲဗျာသိလားဒီကောင်ခြေသွေးငါခြေသွေးမပြလဲဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးကြီးအဲ့လိုမျိုးတော့ကျွန်တော်လုပ်လို့မရဘူးလေ အမိုရင်ဆိုလို့ရှိရင်ကျွန်တော်စဉ်းစားကြည့်ဗျာအခုဆိုလို့ရှိရင်တိုက်စစ်ကတအားယုံကန်တာတိုက်စစ်မှုကလည်းဇီဂီပဲရှိတယ်ဝိုင်လန်ကတော့မရဘူးပြီးလို့ရှိရင်ကျွန်တော်အနေနဲ့အဲနံပါတ်10ရူဆိုလို့ရှိရင်လည်းပဲဗျာနေရိုနံပါတ်10မှာလည်းကနာချူပဲရှိတယ်ပြင်းနိုင်လောကနေတာဘောလုံးနဲ့အတူအခြားလူကမရှိတော့ဘူးเนาะဒီဘောလုံးပြောမေနူလေးတုံးလိုက်ဟိုလူလေးတုံးလိုက်ဖြစ်နေတာเนาะအဲ့လူလေးပဲဖြစ်နေတာကျွန်တော်တို့ rushful လို့ကစားမှမျိုးတကယ်ကောင်းရင်ဘယ်လိုလုပ်ပြီးတော့သူဒီလိုဒုက္ခခံမလဲเนาะဒုက္ခခံမလဲဟုတ်တယ်မလား ရက်ရှ်ဘူးကဗျာကာနာချိုရူလိုပဲပြောချင်တာကဒီပြီးဟိုကြုံမယ်လွှမ်းမယ်ကောင်းတယ်သူဟာနဲ့သူပြဿနာကဒီကစားမရဲ့ဟို attitude ဘိုင်းနေတို့เนาะပြီးလို့ရှိရင်ကြိုးပမ်းအားထုတ်မှုတွေကအမိုရင်းရဲ့ဘက်ကဘောနော်ဒီကောင်အပြည့်ဝပေးဆက်နေပါတယ်လေအပြည့်ဝသူကြိုးပမ်းနေပါတယ်လေဆိုတာကိုသူမခံစားရဘူးပေါ့ဟာအမရီဦးနိုင်အမရီရဲ့မြေဒီလိုတွေပြောတာเนาะပြောမှာပေါ့သူကသူလူချင်းလို့ခေါ်ထားတဲ့ကစားမအခုမှရောက်လာတာလေရောက်လာလာချင်းဒီကောင်ဘာမှမဟုတ်ဘူးငါတော့မှားပြီလို့သူပြောမလဲဟုတ်တယ်မလားအတင်းတင်းနီးပြရတော့ဒီတိုင်းပဲပြောမှာပဲဒါပေမဲ့လို့ကျွန်တော်ပြောရချင်းချင်းလေးနီးပြတယောက်က เนาะဟိုကစားမတွေကို replacement မရှိဘဲနဲ့အငှားတွေလွတ်နေတယ်ဆိုတာမျိုးကသူအဲ့လောက်ဒီဒုက္ခခံနေတယ်ဆိုတာမျိုးကအကြောင်းရင်းတော့ရှိတယ်ဗျာ market stretch ဖို့လို့ကစားမမျိုးကိုအခုလိုမျိုးအငှားလွတ်ဖို့ဆိုရင် MOD နေနဲ့ကျွန်တော်တို့အနေနဲ့ဒီဘလောက်ထိသူဝေဖန်မှုတွေခံရမလဲသူတည်ပြီးသားဘာကြောင့်လဲဆိုတော့ ratio ကခုနကပြောလိုပဲအတိုင်းအတာနဲ့ quality influence ဖြစ်တဲ့ player ဆိုတဲ့အခါကျတော့ fan base ကရှိတယ် fan base ဆိုတာက Manchester United ပြည်သက်တွေနေတဲ့ကိုယ့်ရဲ့ academy တွေ player တယောက်လည်းဖြစ်တော့ United ကနေပြည်ရမှာတခြားအသင်းကိုပြောင်းကစားတာမျိုးကိုဘယ်သူမှမြင်ကျင်ကြတာမဟုတ်ဘူး ဒါပေမဲ့လို့ပေါ့နော် Rushway ရဲ့အခြေအနေကလူတိုင်းကရိပ်မိတဲ့အနေအထားမှာရှိတယ်။နော်အခုဆိုလို့ရှိရင် Resman Whiteland တောင်မှပေါ့နော်ကျွန်တော်တို့အနေနဲ့ပြပြောမလို့ဒီဟိုအလုပ်နေရတာဗျာ။ဟို pressing နေသွားနေရတာ။ကာနာဂျိုတို့ဆိုလို့ရှိရင်လည်းအများတန်းပြောတာပဲပုံမှန်ပွဲထုတ်ခွင့်ရနေတာ။ဒါပေမဲ့နီးပြအမူရင်းကပြောနေတာပဲ။ကာနာဂျိုနေနဲ့ပေါ့နော် defend လုံးဝပိုကောင်းမှရမယ်။ခန်းစစ်ဆော့တာပိုကောင်းမှရမယ်။ခန်းစစ်ကူတာပိုကောင်းမှရမယ်။သူအများတန်းပြောနေတာပဲ။သိတယ်မလား။ဆိုတော့ Rushway အနေနဲ့ကွင်းနေမာတကယ်ကစားပြီဆိုလို့ရှိရင်လောက်အောင်ကတအားနေတာ။ ဒီကောင်မကောင်းလို့မဟုတ်သူကကွန်ပရီးမီးယားလိဆိုတာကွာ Rashford ကျူးတောက်လာတဲ့နေရာဟုတ်တယ်မလားနော်မင်းစုဟိုငငယ်လေးကလေးကမင်းဟိုအာဆနယ်ကိုနှစ်ကိုးသွင်းနေတဲ့သူ့ကိုသူမိတ်ဆက်လာတဲ့ကစားမှာအဲအတွေ့အကြုံလေးရှိပြီးသားနီးပြပေါင်းမြောင်များစွာလက်အောက်ကစားလာတာဗျာတိုက်စုမှုကောင်းအနေနဲ့ကြီးကစားလာတာဗျာသိတယ်မလားဆိုတော့ကစားမားကအကြီးချင်းရှိပါရင်လည်းမြင့်ညင်ရောဖြစ်နေတာဘာလို့လဲဆိုတော့ United မှာတို့ကအကောင်ဖြစ်သွားပြီအကောင်ဖြစ်တဲ့အပြင် နေရာနေရာရောက်ဖို့ကဒီကောင်းအတွက်မခက်ခဲတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်သွားတော့အရာအလုံးကသူ့အတွက်တက်တောင်းတက်တာဖြစ်လာတာဘာကမှသူ့အတွက် challenge မဖြစ်တော့ဘူးအဲကျတော့ MOD နေနေပေါ့နော်ဟိုဒါမှမဟုတ်မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အငှားလွတ်ထားတာဆိုတော့အသင်းကိုပြန်ရောက်လာမယ်ဆိုလို့ရှိရင်လည်းရှင်းရှင်းလေးရခုနအဲခုနကပြောနေလို့တက်တောင်းတက်တာဖြစ်နေလို့ရမှာတော့မဟုတ်ဘူးဆိုတော့တကယ်တကယ်သူတို့ဘာကောင်းလဲဆိုတာလုတ်ပြခြင်းနဲ့ကစားမားတွေနဲ့ပဲအတင်းမှာဆက်သွားတာပဲကျွန်တော်ကောင်းတယ်အဲကြောင့် Rashford အတွက် Aston Villa ရဲ့ဘက်ကတော့တေချာပေါက်ခေါ်ခြင်းနေဆိုရင်တော့မှ ရက်ရှ်ဘူးကိုယ်တိုင်ကတိတ်မပြောင်းမြင်တဲ့အခြေအနေမျိုးပါနော်အက်စတိုမီလာကချန်ပီယံစ်လိဂ်ဝင်ခွင့်တော့မျောလင်းကြတော့ရှိတာပေါ့လေဆိုတော့ရက်ချ်ဘူကိုဂျွန်လာအလေလောက်မှာပဲကျွန်တော်ဒါသူဘယ်လိုဆုံးဖြတ်မလဲဆိုတော့တွေ့ရမယ့်အခြေအနေမျိုးပါဆိုတော့ညီကတို့နေနေရောမာကတ်စရက်ချ်ဘူကိုကျွန်တော်ပြန်ခေါ်တင့်နေလို့ကျွန်တော်ထင်ကြလားရက်ချ်ဘူကိုကျွန်တော်ဒီအသင်းရဲ့စကွတ်ဒက်တောင်းသွားအောင်လို့ပြန်ပြီးတော့နေရာပေးတင်နေလို့ကျွန်တော်ထင်ကြလား